လိုရတယ်လေဒါမျိုးဘူတော်ဟူတော်မှဒီမင်းတုံညဆိုတဲ့ငမိုက်တာနော်သင်္ကန်းဝထားလိုတာပါလေနော်တို့ရတော့ပြောတယ်ကျွန်တော်ခေါင်းကြီးစင်မို့ဘူးတဲ့အဲ့တော့မင်းတုံညကိုဦးစင်းကပြောချင်တာမင်းတုံညတို့အုပ်စုသူငမိုက်တာအဖွဲ့ကိုမပြောချင်တာလဲဆိုရင်ဆရာတော်ဦးစေကိန်းညတို့ခေါင်းကြီးဦးညနေတတာတို့အသာထားလိုက်ဦးတို့စီကတို့ချောင်းမှာပေးနေတဲ့နော်ဒီလိုလူတို့ကအချိုးပြူတာရောဆဆရာရာပေါ့ဗျာတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမြှို့တာထားအောင်လို့ အဲ့ဒီအကိုတော်တွေပြည်သူလူထုပေါ်အကျိုးပြုတဲ့နေရာမှာပြည်သူလူထုပေါ်အထောက်အကူပြုတဲ့နေရာမှာတိုင်းပြည်ပေါ်အထောက်အကူပြုတဲ့နေရာမှာဘာဒါနာပေါ်အထောက်အကူပြုတဲ့နေရာမှာပောက်ကိုတော်ကိုတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ်နော်ကိုကိုကိုဦးစင်းရတာဂုံဖော်ပြီးပြောတာမဟုတ်ပါဘူးဒီကိုတော်တွေနဲ့ဦးစင်းရအချိန်မီလေးလေရေချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်နော် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နှွေဦးတော်လန်ရေးဆရာတော်မင်းတုံညကိုပောက်ကိုတော်ကစိန်ခေါ်လိုက်တဲ့ရုပ်တံနဲ့အတူစစ်ကြောတခုလုံးနီးပါထိခိုက်တိုက်ဆုံမှုများပြီးဖီအိုဖီရဲ့တက်ဆုပ်ပြေးခဲ့ရသည့်တက်မှတ်33တက်ဖွဲ့အင်အားလုံးအရင်းဖြင့်ထပ်မံထိုးစစ်ဆင်လာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် စကိုင်းမြို့နယ်မြောက်ချမ်းသို့ထိုးစစ်ဆင်လာသည့်အင်အား90ကျော်ပါတက်မှ33စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှတေဆုံးမှုများပြပြီးစစ်ကြောင်းပြက်ကကစင်းကလေးထွက်ပြေးသွားကြောင်းသိရသည့်တော်လန်ရေးတပ်ဖွဲ့များသည်ပြီးခဲ့သည့် April 25ရက်နေ့ကစကိုင်းမြို့နယ်မင်းကွန်းနှင့်ဘဒူကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသည့်အင်အား90ကျော်ပါတက်မှ33စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပြုတ်ပြီးထွက်ပြေးခဲ့ရကယမန်နေ့ဧပြီ26ရက်နေ့ကအင်အားစုဖွဲ့ပြန်လည်ချီတက်လာကြောင်းသိရသည်။စကိုင်းမြို့နယ်တွင်သို့ယမန်နေ့ဧပြီ26ရက်နေ့တွင်တပ်မတ်33မှစစ်အင်အား300နီးပါးရှိစစ်ကြောင်းသည်စစ်ကြောင်းအသီးသီးခွဲပြီးပြန်လည်ထိုးစစ်ဆင်လာကြောင်းဒေသခံများထံမှသိရသည်။အဲ့ဒီတက်ကကြေးရွာတွေထဲကိုစစ်ကြောင်းထိုးမှွေနောက်ပြီးပစ္စည်းတွေယူပြီး အပြန်တိုက်ခိုက်ခံရတာပြည်သူတွေစီကလူရဲယူလာပြီးအပြန်မှာဖြစ်တော့တည်တဲ့အကောင်၃ဆက်ကျော်လောက်ရှိတယ်လက်နက်တွေလည်းအကုန်ရတယ်ဟုတော်လန်ရေးအဖွဲ့နဲ့နီးစပ်သူဒေသခံတဦးကအေယာဝတီတိုင်းကိုပြောသည်ကမျိုးကြီးမင်္ဂလာပါဗျမင်္ဂလာနေနဲ့ခင်ဗျာအခုဆိုရင်ဦးဇင်းကျမ်းမာရေးရတာလန်းစလျှောက်တယ်ပေါ့နော်လန်းစလျှောက်တယ်ဒီနေ့ကိုနိုင်ွက်၄၅မိနစ်လောက်လန်းလျှောက်တယ်အခြေလေထွက်တယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးကောင်းတယ် စီဂျိုဖြစ်တော့လမ်းမလျှောက်လို့ရှိရင်ကိုစီဂျိုတက်တက်ထားတယ်စီဂျိုတဘောကလှုပ်ရှားပြရတဲ့တဘောကထင်ပါလေကနော်အဲ့တော့ဥစဉ်ပုံမှန်လေးလမ်းလျှောက်ဖြစ်တယ်ဗျာနော်အဲ့တော့အမျိုးတွေကိုလည်းဗာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီငလျင်ကာလာကြီးမှာပေါ့နော်ရောဂါတွေကတစ်ခုပြီးတစ်ခုဖြစ်တယ်ဗျာနော်အဲ့တော့ကျမကြီးသူဂယူဆိုင်ကြနော်ပါကြတော့မမပြမထိုက်သူတွေမစော်ကားတင်သူတွေကိုမစော်ကားမှီစေနဲ့မပြမထိုက် လူပြမမိစေနဲ့လို့ဦးစင်းရဲ့အနေနဲ့ကတော့ပြောချင်တယ်နော်တချို့ဆိုလို့ရှိရင်ပြောလိုက်တဲ့စကားလုံးကြီးရမ်းကြောက်စရာကောင်းတယ်နော်ဟိုးကဦးစင်းတို့ငမိုက်တာမင်းတုံညာတို့ဆိုလို့ရှိရင်တော်တော်ကြီးကိုကြောက်စရာကောင်းတယ်ဗျငမိုက်တာမင်းတုံညာတို့နော်ဟိုကရောဘီတာတို့နော်ဦးတို့ဥတော်မထဲတော့ပါဗျာနော်သူတို့ကငမိုက်သားတွေငမိုက်သားတွေနော်သူတို့ဟိုပါဘာလို့ဆိုတော့လဲဆိုတော့စကိုင်းမြို့သူမြို့သားတွေရောမြန်မာနိုင်ငံနိုင်ငံသားတွေရောတိမာပါဆရာတော်ဦးစေကိန်းသားကိုလေ ရာတော်ဦးဦးညာလိုက်တရားဆိုသခိုင်းမျိုးရဲ့အသက်သွေးကြောကြီးစီလို့လည်းပြောလို့ရတယ်ကဒီဆရာတော်ဦးစေကိန်းသားတို့ဦးညာလိုက်တရားတို့ဆိုတော့ခေါင်းကြီးဦးညာလိုက်တရားတို့ဆိုတာကဦးစင်းတို့ဆိုရင်စိတ်နဲ့တောင်ပြမာရဲဘူးနော်စိတ်နဲ့တောင်ပြမာရဲဘူးစော်ကားကိုပါးစပ်နဲ့ပြောမိလို့ဆိုတာဝေးရောစိတ်ကလေးနဲ့ကိုမပြမာရဲတာအဲ့ဒီလိုတကယ်လောကတရားပဲရောလောကီပဲရောအကုန်လုံးပေါ့ဗျာဒီဒီလူလူအပေါ်မေတ္တာထားတဲ့ဘက်တွေရောဆရာတော်နှစ်ပါးတကယ်ဟုတ်လား ဖခင်တော်ဝယ်မိခင်တော်ဝယ်လို့ဆော့ရှောက်ထားတာဒတိုင်းမျိုးသူမျိုးသားတွေခမားတော်အတိဆုံးနေပါပါဒီငလျင်ကာလမချန်တဲ့ချက်ငလျင်မျိုးကြီးကိုစဖြစ်ပါရည်ဆိုကြတဲ့ပထမဆုံးစရောက်လာတာဆရာတော်ဦးစေခိန်သားတို့လေးဗျာနော်ဆရာတော်ဦးစေခိန်သားတို့ခွင့်ယူဦးညနေကြတာဟုတ်လားဘယ်နေရာတွေလိုအပ်တယ်လဲဘာတွေလိုအပ်တယ်လဲဒါမျိုးကိုတော်ဟိုတောင်မှဒီမင်းတုံညဆိုတဲ့ငမိုက်တာနော်သင်္ကန်းဝတ်ထားလို့တာပါဗျာနော်သူတို့ကတော့ပြောနေတယ်ကျုပ်တို့ခေါင်းကြီးစင်မဟုတ်ဘူးတဲ့ ဲ့တော့မင်းတုံညာကိုဦးစင်းကပြောချင်တာမင်းတုံညာတော့အုပ်စုသရုငမိုက်သားအဖွဲ့ကိုဘာပြောချင်တာလဲဆိုရင်ဆရာတော်ဦးစေကိန်းသားတို့ခွန်ကြီးဦးညာနေတတာတို့အတာထားလိုက်အောင်သူတို့စီကသူတို့ခြေအောင်မှာပေးနေတယ်နော်လူပြည်သူလူထုဘောအချိုးပြူတာရောဆဆကြရပေါ့ဗျာသူတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမှီဖို့အတာထားအောင်လို့အဲ့အကိုတော်တွေပြည်သူလူထုဘောအချိုးပြူတဲ့နေရာမှာပြည်သူလူထုဘောအထောက်အကူပြုတဲ့နေရာမှာ တိုင်းပြည်ပေါ်အထောက်အကူပြုတဲ့နေရာမှာဘာဒါနာပေါ်အထောက်အကူပြုတဲ့နေရာမှာပောက်ကူတော်ကူတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ်။နော်ကိုကိုကိုဦးစင်းရတာဂုံဖော်ပြီးပြောတာမဟုတ်ပါဘူးဒီကူတော်တွေနဲ့ဦးစင်းရအချိန်မီရေးလဲအရေးချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်နော်ဒီကူတော်တွေကပြောရလို့ရှိရင်ပြောနေကြအစားချောင်လို့အနေချောင်လို့တင်ကန်းစီးရဲ့ပါလို့အဲ့ကူတော်တွေကအဲ့ဒီထက်အတူတူပဲဗျာနော်အတူတူပဲအနေချောင်လို့အစားချောင်လို့နာမည်ရဖို့နိုင်ငံကြီးလှုပ်ရှားနေတဲ့ကိုတော်တွေ နိုင်ငံရေးမဖြစ်စဉ်ကာလသူကြီးအချိန်ကာလမှာပြည်သူလူထုအတွက်ဘာအကျိုးတခုမှမပြုခဲ့ဘူးမင်းတုံကျဗုဒ္ဓတက္ကရိုလ်လို့လာပြောတာဘာဘွဲမှာလဲသူရခဲ့တာမဟုတ်ဘာဗုဒ္ဓတက္ကရိုလ်မှာလဲပြည်စည်းအောင်တက်ခဲ့တဲ့ကိုတော့မဟုတ်ဘူးသူ့ရဲ့ဥပဒေရုပ်ကိုကြည်ပါ နော်ဥပဒေရုပ်ကိုကြည်ပါ နော်မင်းတို့ညာတော့အဲကိုတော်ကြီးဗျာဆရာတော်ကြီးဖရာကြီးတွေကိုပြန်မနေတဲ့ကိုတော်ကြီးရဲ့ဥပဒေရုပ်ကိုခင်ဗျသေးသေးချာချာကြည့် ညညစရာကောင်းတယ်လားဘယ်လိုအနေထားရှိရလဲရုပ်ကဖုံးကြီးရုပ်ပေါက်ရဲ့လားဆိုတဲ့ပုံစံတွေ့ချာကြည့်တကယ်လို့ဖုံးကြီးရုပ်ပေါက်တော့လူတို့တွေကတော့ခင်ဗျရောက်ောက်နဲ့ရောက်မောင်ရပလက်နဲ့ပဲရုပ်မှာပဲနော်ရောက်လက်နဲ့ဖုံးကြီးရုပ်ပေါက်နေမှာပဲဒါလေးကိုပြောချင်တယ်အဲ့တော့ပြည်သူလူထုကလည်းဒီကိုတော်တွေရဲ့တန်ရောင်လိုက်ပြီးမှဆရာတော်ဘုရားကြီးတွေကိုမစော်ကားကြနဲ့မပြင်းမားကြနဲ့ဟုတ်လားဥမာပေါက်ကူတော်မဟုတ်ထားလို့တဲ့ပေါက်ကူတော်ပဲခံရမှာပဲနော်ပေါက်ကူတော်တို့ကြိုက်တဲ့လောက်ဆဲပေါက်ကူတော်တို့မတုတ်ပြန်ဘူး ဆရာတော်ကြီးရဲ့ပို့ဆိုးတာပေါ့သူတို့ပြောတာဟာလေးကြည့်ပြီးရီးကြောင်နေသေးတယ်အပြည့်တို့တော့မေတ္တာမပြတ်ဘူးအဲ့သူဆဲဆိုနေတဲ့သူတွေပေါ့မေတ္တာမပြတ်ဘူးပြုံးရွှဲနေတာပဲသူတို့ကြည်လိုက်လို့ရှိရင်နော်ပြုံးရွှဲနေတာပဲအဲ့တော့တိုက်တယ်လို့ဆဲမလုတ်ပြန်ဆဲတဲ့သူကပဲအရှုံးပေါ်တယ်ဆိုတာကိုအားလုံးသိစေချင်တယ်ဗျာနော်သိစေချင်တယ်နော်ခင်ဗျားတို့ဗျာအမျိုးမျိုးကတ်တွေဆိုင်နေရအမျိုးမျိုးကဒုက္ခတွေရောက်ပြီးလူလူတွေတော့ဒုက္ခရောက်နေတယ်ခင်ဗျားတို့ဒါအတိဆုံးပဲเนาะ ။ဘာကြောင့်ဆိုတာကတဘောတာပေါက်ကြတော့နော်။ဘာသာလားဆိုကောင်းတဲ့သူတွေလည်းငလင်ထဲမှာပါလာပါပဲ။ကောင်းတဲ့သူတွေလည်းတည်တာပါပဲ။အာအများကြီးပဲကိုဗစ်ကလည်းဒါလောရကဒိတ်တာဇလန်းတော့နော်။လောရကဒိတ်တာအကြောင်းခင်ဗျားတို့ပြန်ပြီးမှကြည့်။လောရကဒိတ်တာအကြောင်းပြန်ပြီးမှကြည့်နော်။ဒါလေးကိုဦးစင်းကမျိုးတွေအားလုံးဒါလေးကိုပြန်ပြီးမှပြောခြင်းနဲ့အကုတို့တကောင်ပါလို့ရှိရင်ကောင်းတဲ့သူတွေလည်းတည်ရတာပဲ။ကောင်းတဲ့သူတွေလည်းကန်ဆိုးတာပဲเนาะဒါလေးလည်းဥစဉ်ရှင်းအောင်ပြောပြခြင်းနေပါเนาะမျိုးတွေကိုအဲ့တော့ လူဘဝခဏခိုင်မှာစိတ်ကောင်းတာပါစိတ်ကောင်းရှိမှာချမ်းသာရစေနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့အတိုင်းပဲသိစေနာကောင်းမှုသူဘလောက်ပဲကိုယ်ပေါ်ယုံမှယုံမှပေါ့နော်ဆရာတော်ကြီးကြီးကတော့သိရင်စေတာဘာမှအထူးပြောစရာဒီလကောင်ဓမ္မလေးကိုပညာကောင်နဲ့ပြည့်စုံတယ်ပေါ့ဒီလိုလူလူတွေရဲ့အပေါ်မှာလည်းဆရာတော်ကြီးကြီးရဲ့မေတ္တာတရားပြည်သူများအားလုံးမြင်တဲ့အတိုင်းပါပဲကြာအားလုံးလာပါပဲကြာ